clean energy နဲ့ polluted energy ဆိုတာဘာတွေလဲသူတို့ကြားမှာဘာတွေကွာခြားလဲဘာကြောင့်လဲဆိုပြီးတော့တစ်ခါတလေပြေးမှုကြမှာပါတကယ်တော့သူတို့ကြားမှာဒီနှစ်ခုပဲကွာခြားတာပါ emission carbon dioxide ထုတ်လွှတ်တာနဲ့ resource renewal တရားစားတာပြန်လဲဖြည့်တင်းခြင်းတို့ပဲဖြစ်ပါရဲ့ဗျဒီချက်ကိုရှင်းအောင်ပြောရမယ်ဆိုရင်အရင်ဆုံး polluted energy ညဉ့်ဆိုင်အကြောင်းကနေစပြောရမှာပါ ရင်းရဆွေးရင်တွေဟာတဘာဝရုပ်ကျွင်းလောင်စာလို့ခေါ်တဲ့ fossil fuel တွေလောင်ကျွမ်းရာကနေရရှိတာတဲ့ဆွေးရင်ဖြစ်ပါတယ်။ဒီဆွေးရင်တွေမှာကျွန်တော်တို့သုံးနေတဲ့ကြောက်နေတွေလောင်စာစီနဲ့တဘာဝတောင်းတွေတွေပါဝင်ပါတယ်။ Okay ကျွန်တော်တို့အတွက်သုံးဝင်လောက်ဘာလို့ဒီလိုကိုငင်းငင်းဆွေးရင်လို့ခေါ်ရတာလဲ။အဓိကအချက်ကတော့ carbon dioxide ထုတ်လုပ်ခြင်းပါပဲ။ဒီဆွေးရင်တွေအလုံးလုံးတဲ့အခါလောင်ကျွမ်းရတာဖြစ်ပြီးဒီကနေတစ်ဆင့် ကမ္ဘာလေလူထဲကိုကာဗွန်နိုက်အောက်ဆိုက်လို့ခေါ်တဲ့ဖက်လုံအိမ်တန်းွေအများပြောက်ထုတ်လုပ်ပါတယ်။ဒီစွမ်းအင်တွေဟာယာဒီဥရုပြောင်းလဲခြင်းနဲ့လေထုညဉ့်ဉန်စီပြဌနာရဲ့အခြေခံအရင်းမြစ်တွေဖြစ်တယ်လို့ပြောရင်မှားပါဘူးဗျ။ဒါအပြင်ဒီစွမ်းအင်တွေဟာအကန့်အသတ်ရှိပြီးအချိန်မီကြီးကုန်ခန်းသွားနိုင်ပါတယ်။နောက်တစ်ခုကတော့ဒီခင်းချင်းကိုပြောင်းလဲပေးနိုင်တဲ့စွိုင်းရင်ဖြစ်တဲ့တန်းစဉ်စွိုင်းရင်ဒါမှမဟုတ်ပြန်လဲပြေဖြိုးမြဲစွိုင်းရင်တွေပဲဖြစ်ပါရဲ့ဗျာ။ ဒီစွမ်းရည်တွေဟာအနေနဲ့ပြန်လည်ဖြည့်တင်းနိုင်ပြီးလိုအပ်ရင်လိုအပ်တလောက်အကန့်အသတ်ရှိထည့်ယူသုံးသပ်နိုင်ပါတယ်။ဒီစွမ်းရည်အောက်စုတွေမှာ solar energy လို့ခေါ်တဲ့နေစွမ်းရည်၊ wind power လို့ခေါ်တဲ့လေစွမ်းရည်နဲ့ hydro power လို့ခေါ်တဲ့ရေစွမ်းရည်အပြင် geothermal power လို့ခေါ်တဲ့မြေပူသုံးပြီးတော့ထောက်လုပ်တဲ့စွမ်းရည်အစတစ်ဖြစ်ပါဝင်ပါတယ်။ညဉ့်ညစွမ်းရည်နဲ့အဓိကကွာခြားတဲ့အချက်ကတော့ဒီလိုပါ။ဒီစွမ်းရည်တွေလဲပတ်တဲ့အခါမှာ carbon dioxide လုံးဝမထုတ်လွှတ်တာကြောင့် လေတို့မြင်ញမ်းတာယာတီရုပ်ကြောင်းနေတာတွေလည်းဖြစ်စီပါဦးဗျဒီ science တွေဟာကံတကျရှိတဲ့အရင်သာရတွေကိုလုံးဝရတာမဟုတ်တဲ့အတွက်ကုန်ခန်းမှာကိုပြပူစရာမလိုပဲလုံးချုံစိတ်ချမှုကိုပေးဆောင်နိုင်ပါတယ်ဒါအပြင်တခါတက်ဆင်ပြီးတာနဲ့ level 6ဖြစ်တာပြီး science တွေကိုကံတကျမရှိထောက်လုပ်ပေးနိုင်ပါတယ်အတူချုပ်ပြန်ပြောရရင်ဒီညဉ့်ဉန်း science တွေဟာကုန်ခန်းနိုင်ပြီးတဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ် တန်းစဉ်စွမ်းရည်တွေကတော့ကန့်သက်ချက်မရှိတဲ့အပြင်ပြန်လည်ပြည့်ဖြုံးနိုင်ပြီးလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ပေါ်အများကြီးအထောက်အကူပြုပါတယ်ဗျ။တန်းစဉ်စွမ်းအင်ကိုရွေးချယ်တာဟာရင်းရှိတည်တံ့တဲ့အနာဂတ်တစ်ခုကိုရွေးချယ်တာပဲဖြစ်ပါတယ်။ဗီဒီယိုကတော့ဒီလောက်ပါပဲဗျ။နောက်ဗီဒီယိုထဲမှာ clean energy တွေအကြောင်းအသေးစိတ်ပြောပြပေးသွားမှာမလို့အားပေးကြပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။